မင်္ဂလာပါဒီလောကြီးတလူစာရဲ့ morning devotion season ကနေကြိုဆိုပါရစေ။ဘုရားသခင်ဖန်ဆင်းတဲ့ဒီနေ့အစ်တင်မှာလည်းအဖဘုရားသခင်ထံကကောင်းချီးမင်္ဂလာများစွာနဲ့ဒီနေ့တလုံးရှင်လန်းအပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သမျှဖြစ်ကြပါစေ။အချိန်မှခဏလောက်ဆုတောင်းကြရအောင်။အဖဘုရားကရရှင်ဖန်ဆင်းသောနေ့အစ်အတွက်ကျေးဇူးတင်ပါတယ်။ကရရှင်အဖဘုရားသခင်ကရရှင်ကိုလိုအပ်ပါ၏။ကရရှင်ကိုရတော်တိုင်းသားလေကျွန်တော်တို့ကို ကယ်တင်နိုင်သောသူနှစ်သိမ့်ပေးနိုင်သောသူဖြစ်ပါ၏။ခရစ်ရှင်လက်တော်တည်းသို့အံ့လံပါれ။ကျွန်တော်တို့ရဲ့စဉ်လုံးသားထဲမှထုံတလိုအပ်ခြင်းတွေကိုခန္ဓာရဲ့နာကျင်ခြင်းတွေအလုံးစုံသူဆောင်ခြင်းတွေအလုံးစုံမှလွတ်မြောက်စေနိုင်သောဘုရားကရုရှင်ပဲဖြစ်ပါ၏။ဒီကြောင့်ကရုရှင်ဖာဘုရားသခင်ကုညီမစားလို့ကရုရှင်နဲ့မြှောက်ကြည့်လျက်သခင်ရှင်နာမနဲ့အစာပြုပါရပါဗျာ။ ဒီနေ့မှာတော့ရှင်မာကုခရင်ဂျန်ခန်းကြီး35အငယ်33ကနေအငယ်34ကိုဖတ်ရှုဆင်ခြင်မှာဖြစ်ပါတယ်။ရှင်မာကုခရင်ဂျန်ခန်းကြီး35အငယ်33ကနေ34ဖြစ်ပါတယ်။မွန်တဲ့အချိန်မှစ၍သုံးချက်တီအချိန်တိုင်အောင်မြေတပြင်လုံးတိုင်းမှောင်မိုက်အတိဖြစ်လေ၏။သုံးချက်တီအချိန်၌ယေရှုကအေလီအေလီလာမရှာပခတနီဟုကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏။ အနကအကျွန်ုပ်ဖေယအကျွန်ုပ်ဖေယအဘဲကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နီဟုဆိုလိုသည်။နှုတ်ကပတော်အပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင်ပေါ်မှာရှိပါစေ။ဒီကနေ့ဖျက်ရှုတော်တဲ့တမန်ကျမ်းစာမှာပါတဲ့အကြောင်းအရာကတော့လဝါကတိုင်းပေါ်မှာသခင်ယေရှုခရစ်တော်ရှိနေတဲ့အချိန်လုံးကဖြစ်ပျက်ပြောဆိုခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကလူသားတွေအပြစ်ကြွေးအတွက်လဝါကတိုင်းမှာညှင်းဆဲနှိပ်စက်ခြင်းကိုခံခဲ့ပါတယ်။ ီလိုနာကျင်တဲ့ဝေဒနာကိုခံစားရနေချိန်မှာသခင်ယေရှုခရစ်တော်ကအေလီအေလီလာမရှာဘခတနိဆိုပြီးအကျယ်ကြီးဟေအကြွကြော်ခဲ့ပါတယ်အတိဘယ်ကတော့အကျွန်ုပ်ဖေယားအကျွန်ုပ်ဖေယားအဘယ်ကြောင့်အကျွန်ုပ်ကိုဆွန့်ပစ်တော်မူသနည်းဆိုတဲ့အတိဘယ်ဖြစ်ပါတယ်မောင်မိုက်နေတဲ့အချိန်လဝကတိုင်းပေါ်မှာနာကျင်စွာ ခံစားနေရတဲ့သခင်ယေရှုခရစ်တော်ကအကျွန်ုပ်ဖေယားအကျွန်ုပ်ဖေယားအဘယ်ကြောင့်အကျွန်ုပ်ကိုဆွန့်ပစ်တော်မူသနည်းဆိုပြီး အခြေကြီးအော်ဟစ်ကိုကြွေးခဲ့ပါလေလူစားတိကိုခံယူခဲ့တဲ့သားတော်ဖရာကိုတော်တိုင်နာကျင်ရလွန်းတဲ့အခါဖခင်ဆွပစ်ခြင်းကိုခံရတဲ့နာကျင်ခြင်းခံစားခဲ့ရပါတယ်ကျွန်တော်တို့လူသားတွေအားလုံးလည်းပြင်းထန်တဲ့ပေးဒုက္ခနာကျင်ခြင်းတွေကြုံလာရတဲ့အခါဖရာသခင်ကဂယုမဆိုင်တော်ဘူးဆွပစ်ထားတယ်လို့ခံစားမိတာတကယ်တော့မထူးဆန်းပါဘူးဒီလိုဆွပစ်သွားတယ်လို့ခံစားမိတဲ့အချိန်မှာ ပြင်းထန်စွာနာကျင်နေတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကဘလို့ရင်ဆိုင်ခဲ့လဲသခင်ယေရှုခရစ်တော်အကျယ်ကြီးအော်ညီးခဲ့ပါတယ်ဒါပေမဲ့တေချာဆင်ခြင်ကြည့်တဲ့အခါအော်ညီးခြင်းတသက်တော်မဟုတ်ခဲ့ပါဘူးစာလံသချင်းတပုတ်ကိုယူဆခြင်းဖြစ်ပါတယ်တတိကျကျပြောရရင်တော့22ခုမြောက်သောစာလံကိုယူဆခဲ့ခြင်းဖြစ်ပါတယ်ပထမဆုံးဆင်ခြင်ခံယူမိတာတစ်ခုကတော့နာကျင်ခြင်းဒုက္ခကို စာလံသချင်းအော်ဟစ်ယေရှုခြင်းနဲ့သခင်ယေရှုခရစ်တော်တုံ့ပြန်ရင်ဆိုင်ခဲ့ပါတယ်။နာကျင်ခြင်းဒုက္ခကိုစာလံသချင်းအော်ဟစ်ယေရှုခြင်းနဲ့သခင်ယေရှုခရစ်တော်တုံ့ပြန်ရင်ဆိုင်ခဲ့ပါတယ်။ဒီစာလံသချင်းက သခင်ယေရှုခရစ်တော်လူစားတိမခံပြီးနှစ်ပေါင်းတစ်ထောင်လောက်ကလေးကရှင်ဘုရင်ဒါဝိမင်းရေးသားဆက်ဆိုခဲ့တဲ့စာလံသချင်းလည်းဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တော့ဘုရားသခင်ရဲ့ဘိသိက်သွန်ပြီးဒီလိုရွေးကောက်ခံထားရတဲ့ ဒါဝိမင်းကိုယ်တိုင်ရဲ့ဘဝမှာလေဖျားသခင်ကဆွန့်ပစ်သွားသလိုခံစားရတဲ့အထိဒုက္ခဆင်းရဲနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာကိုစင်ကြင်မိပါတယ်။ပြီးတဲ့ကဣသီလလူမျိုးတွေလည်းကြီးမားတဲ့ဘေးဒုက္ခပြဿနာတွေကြားတဲ့ကနေအဖဖျားသခင်နဲ့အော်ဟစ်ဆူတောင်းဖို့ဒီဆာလန်သခြင်းကိုယွဆုခဲ့ကြပါတယ်။စင်ကြင်မိတာက ရွေးချယ်ခံရတဲ့ဣသီလအမျိုးလေဖျားသခင်ဆွန့်ပစ်သွားပြီလို့ခံစားရတဲ့အထိ ခက်ခဲကြံတန်းနဲ့ဆင်းရဲဒုက္ခကိုကြုံခဲ့ရပါတယ်။နောက်ဆုံးသားတော်ဖခင်ကိုတော်တိုင် သခင်ယေရှုခရစ်တော်ကိုတော်တိုင် ခမည်းတော်ဆွန့်ပစ်သွားသလိုခံစားခဲ့ရတဲ့အထိဒုက္ခဆင်းရဲကိုခံခဲ့ရပါတယ်။လောကမြေကြီးပေါ်မှာရှိနေတဲ့အခါမတန့်ရှင်းတဲ့သူဖခင်ကို မသိတဲ့သူမှဒုက္ခဆင်းရဲခံရတာမဟုတ်ပါဘူး။ဘိသိက်ခံရသော ရှင်ဘီရင်တွေရွေးချယ်ခံရတဲ့ယေဘုဟိအမျိုးယာနုံပြည့်တန့်ရှင်းတဲ့သခင်ယေရှုခရစ်တော်ဖခင်ကိုတော်တိုင် ဒုက္ခဆင်းရဲနဲ့တွေ့ကြုံရပါတယ်။ဒုက္ခဆင်းရဲပြင်းထန်လွန်လာတဲ့အခါဘာစကားပြောရမှန်းမသိနိုင်တော့အောင်ဘလို့ဆူတောင်းရမှန်းမသိနိုင်တော့အောင် ဖြစ်တတ်ပါတယ်။ဒီလိုအချိန်မှာအကောင်းဆုံးကတော့စာလံသခြင်းကိုယူဆလိုက်တာပဲဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ရဲ့လှူဆောင်ချက်အရဆင်ခြင်ခံယူမိပါတယ်။ပြင်းထန်စွာနာကျင်နေရတဲ့အချိန်ဘာစကားပြောရမှန်းမသိတဲ့အချိန်မှာစာလံသခြင်းကိုယူဆလိုက်ခြင်းကကျွန်တော်တို့အတွက် ုဆောင်တဲ့အရာတစ်ခုဖြစ်တယ်လို့မြင်မိပါတယ်။သခင်ယေရှုခရစ်တော်ယူဆခဲ့တဲ့22ခုမြောက်သောစာလံကိုဖတ်ရှုကြည့်တဲ့အခါမှာဒီစာလံသချင်းကဒုက္ခကြုံတွေ့ပြီးဒုက္ခထဲမှာပဲပျက်စီးဆုံးရှုံးသွားပြီးပြီးသွားတဲ့သချင်းမျိုးတော့မဟုတ်ပါဘူး။အငယ်26မှာကြည့်တဲ့အခါထာဝရဘုရားကိုရှာတော်သူတို့သည်ချီးမွမ်းကြလိမ့်မည်။တင်တို့စိတ်နှလုံးဒီအစဉ်အမြဲအားဖြည့်ရလိမ့်မည်လို့ရေးသားဖော်ပြထားတာတွေ့ရပါတယ် ထာဝရဘုရားကိုရှာတော်သူကချီးမွမ်းရမယ်။စင်ညလုံးထဲမှာလည်းအစဉ်မြဲအားဖြည့်ပေးခြင်းခံရမယ်။ဒုက္ခဆင်းရဲကအဆုံးသတ်မဟုတ်ပါဘူး။ထာဝရဘုရားကိုချီးမွမ်းခွင့်ရခြင်းနဲ့အဆုံးသတ်ရမှာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်လည်းပြင်းထန်တဲ့ဒုက္ခဆင်းရဲကိုရင်ဆိုင်အသေးခံပြီးတော့မှရှင်ပြန်ထမြောက်ခြင်းနဲ့ဘုံတော်ထင်ရှားခဲ့သလိုဘုရားသခင်ကိုအမိပြုတဲ့ဘုရားသားသမီးတိုင်းလည်းပြင်းထန်လေးလံတဲ့ဒုက္ခဆင်းရဲတွေးကြုံရသည့်တိုင်အောင် ဒါကအဆုံးသက်မဟုတ်ပါဘူး။ထားမြောက်ခြင်းနဲ့ဘုံတော်ထင်ရှားခြင်းဖရာသခင်ကိုချီးမွမ်းရခြင်းနဲ့အဆုံးသက်ရမှာသာဝရကာလရှိဆက်ရမှာဖြစ်ပါတယ်။ဒုက္ခချမ်းသာဘုံအတည်ရင်နဲ့သာဝရဆုံးလင်းတည်ကြည်ခိုင်မြဲခြင်းတန်ရှင်းခြင်းကကျွန်တော်တို့ရဲ့ဆက်သိမ်းပိုင်းဖြစ်ပါတယ်။မျက်ရည်ရှိသမျှကိုတုပ်ပေးမဲ့အဲ့ဒီအချိန်မတိုင်မီမှာတော့ဒုက္ခဆင်းရဲကြုံရတဲ့အခါစာလံတခြင်းတွေကိုယူဆညှိတွားရင်အဖဖရာသခင်ရှိတော်ကိုအားမလျှော်တမ်းတိုးဝင်တာ အကောင်းဆုံးဖြစ်မှာပါ။ညီတော်စရာရှိနောင်ဘုရားသခင်ရှိတော်သူတိုးဝင်ညီတော်တဲ့သူများဖြစ်ကြပါစေ။ခနာလောက်ဆုတောင်းကြရအောင်။အဖဘုရားသခင်အဖဘုရားသခင်နာကျင်ခြင်းဝေဒနာကိုသိမြင်သောရှင်ကိုရရှင်ဖြစ်ပါ၏။ယနေ့မြန်မာနိုင်ငံမှာရှိနေသောသူများတွေ့ကြုံနေရသည့်နာကျင်ခြင်းဝေဒနာကိုတကယ်ကိုအတွင်းတိုင်သိရှိသောဘုရားမှာကိုရရှင်ဖြစ်ပါ၏။အဖဘုရားနေတဲ့ခြင်းကိုပြနေသောဘုရားမှာလည်းကိုရရှင်မှာဖြစ်ပါ၏။ ဒါကြောင့်ဒီခက်ခဲခြင်းဝေဒနာတွေခြားတဲ့မှာစိတ်ပြတ်အရှုံးပေးသွားခြင်းမဖြစ်ပဲကိုရရှင်ကိုမျှောကြည့်ပြီးကိုရရှင် ရှိတော်သူတိုးဝင်တတ်သောသူများဖြစ်စေဖို့ယံကိုရရှင်ကိုတိုင်တိုး၍တွေးဆောင်ဆွေးခေါ်တော်မူပါစင်ညလုံးထဲမှာတည်ကြည်ခိုင်ခန့်ခြင်းတတ္တာယာရခြင်းကိုကိုရရှင်ကိုရတန်တရှင်သောဝိညာဉ်တော်အပြင်ပြင်ဆင်ပေးသနာတော်မူပါယေရှုတင်ပါတယ်ကိုရောယေရှုတင်ပါတယ်ယေရှုတို့ချီးမွမ်းတဲ့တပါးသောတော်သခင်ရှင်နာမ၌စကန်နဲ့ဆုတောင်းပါ၏အာမင်